တနေ့ကျရင်ကျွန်တော်ရဲ့မျက်ရည်ရှိသမျှကိုပြန်တုပ်ပေးမဲ့သခင်ရှုခရစ်တော်ဖျားနာမ၌မင်္ဂလာပါလို့မိသားစုတယောက်စတန်ကိုနှုတ်ခွန်းဆက်တမ်းလိုက်ပါတယ်ဒီကနေ့30ရက်6လ2025တနင်္လာနေ့ရက်နေ့တိကျနေ့တိထဲမှာသာရဖျားသည်တင့်ကိုကောင်းချီးပြု၍ဆောင်မတော်မူပါစေတော်သာရဖျားသည်သင်၌မျက်နာတော်အလင်းကိုလွှဲ၍ဂိယူနာကျေးဇူးပြုတော်မူပါစေတော်အရာဖြာသည်တင့်ကိုမြှောက်ကြည့်၍ချမ်းသာပေးတော်မူပါစေတော်အာမင်ခြေရမီတန်စီများ ဒီကနေ့ဗျာဒိတ်ကျမ်းအခန်းကြီး27အခန်းငယ်၄ကိုအတူတူကဆင်ခြင်ခွားယူကြပါစို့။ဘုရားသခင်သည်သူတို့ဤမျက်စိနဲ့မျက်ရည်ရှိသည်များတို့ကိုသုတ်တော်မူမည်။နောက်တစ်ဖန်သေပေမရှိရစိတ်မတန်ညှိတွားခြင်းအော်ဟစ်ခြင်းပင်မခြင်းလည်းမရှိရ။အကြောင်းမူကားရှေးဖြစ်ဖူးသောအရာတို့သည်၍သွားကြပြီ။ဟာလေလုယာ။ခြေရမိတ်သားများဒီနေ့ကျရင်ကောင်းကင်တည်မြေကြီးတည်ကိုကျွန်တော်တို့ပြန်ရောက်ပြီးဆိုရင် မျက်ရည်ရှိသည်မြတ်ကိုတုတ်တယ်ဟာလေလူးယာအဲ့ဒီနေရာမှာတချို့ကပြောမှာပေါ့နော်ကောင်းကင်နိုင်ငံရောက်ကောင်းကင်သိမီကြီးတိရောက်ပြီးတော့မှဗန်ဗန်မျက်ရည်ကြမလဲပေါ့နော်ဗန်မျက်ရည်ကြစရာအကြောင်းရှိမလဲကျန်တဲ့ပညာရှင်တွေကလည်းဒါဝန်းနေမျက်ရည်တချို့ကလည်းဝန်းတံမျက်ရည်ဝန်းတံမျက်ရည်ပြောတဲ့သူကတော့လောကကြီးမှာတခါမှမတွေ့ဘူးတဲ့ရွှေခင်းလန်းတွေလောကကြီးမှာတခါမှမတွေ့ဘူးတဲ့အလင်းရောင်တွေ လောကကြီးမှာတခါမှမမြင်ဘူးတဲ့အဲ့ဒီအမြင်အာယုံတွေခံစားမှုအာယုံတွေအိုးတကက်သာယာလက်ပတ်ပြီးတော့မှခံနာပြီးတော့မှဘာဝန်းနေချင်းမှ မရှိဆာလောင်မှုသိချင်းမနာလိုချင်းဘာမှ မရှိတဲ့နေရာမှာပြန်ရောက်တဲ့အခါမှာအယံဝမ်းမြောက်လွန်းလို့နေကြတယ်တချို့ကတော့လေအဲ့ဒီ ကောင်းကင်တင်းမြေကြီးတင်းမရောက်ခင်မှာပလင်ဖြူတရားစင်ချင်းရှိတော်ပလင်ဖြူတရားစင်ချင်းရှိမှာတချို့ကကိုမိသားစုတွေကိုတွေ့တယ်ကိုအသင်းတော်မှာရှိတဲ့လူတွေကိုတွေ့တယ်ကိုအမြဲတမ်းအလူငွေတင်းဥစရာတချို့စင်ကိုအမြဲတမ်းအလူငွေပေးတဲ့လူတွေကိုလည်းတွေ့တဲ့အခါမှာအလူငွေတော့လက်ခံပြီးတော့မှသူကလေးချင်းစိတ်ချမှုရှိလားမရှိလားလည်းမပြောမဝင်မြဘူးဆိုတော့အဲ့ဒီအချိန်ကျတော့ သူ့လူငယ်တော့ယူတယ်သူ့တော့ကဲ့ဒီချင်းအကြောင်းမပြောပြဘူးဆိုတော့အဲ့ဒီအချိန်မှာမြည်ရည်ကြံ့မြည်ကြံ့ဒါပေမဲ့ဝမ်းမြောက်စရာတစ်ခုကဘာလဲဆိုတော့ဝမ်းတန်မြည်ရည်ပဲဖြစ်ဖြစ်ဝမ်းနဲ့မြည်ရည်ပဲဖြစ်ဖြစ်ဘုရားသခင်ကအကုန်သုတ်ပေးမယ်ဟာလေလုယာပြီးတဲ့အခါမှာတဲ့နောက်တဖန် ပေးပေးမရှိတော့ဘူးစိတ်မတန်ညှိတွားခြင်းအော်ဟစ်ခြင်းပိန်ပန်းခြင်းလုံးဝမရှိတော့ဘူးဟာလေလူရချီးဖြစ်မှုတဲ့အရာအကုန်ရွှေ့သွားပြီနာကျင်မှုလည်းပါမှမရှိတော့အခုလောကကြီးမှာလေကြိုက်တဲ့လောက်ချမ်းသာနော်ကြိုက်တဲ့တိုင်းပြည်မှာနေနော်ဝမ်းနေခြင်းတွေရှိတယ်စိတ်မတန်ညှိတွားခြင်းတွေရှိတယ်စိတ်ပူပန်တော့ကဖြစ်နေရတဲ့အရာတွေရှိတယ်နော်ကြိုက် ပက်ဆံဘလောက်ဖြစ်ရှိအာနာဘလောက်ဖြစ်ရှိအဲ့ဒီညာရှိတယ်ဒါမဲ့သာဝရကောင်းခင်မှာကြတော့ဟာလေလူးယအဲ့ဒီသေပေးစိတ်မတန်ကြီးတွားချင်းအော်ဟီချင်းပေးမချင်းမနာလူချင်းဝတ်တို့ချင်းအကုန်မရှိတော့ဘဲနဲ့အကုန်ရွေ့သွားမှာဖြစ်တယ်အဲ့ဒီနေရာကိုကျွန်တော်တို့ကတနည်းရောက်သွားမှာဖြစ်တယ်ယေရှုခရစ်တော်ရဲ့အာမခံပေးမှုကြောင့်ဖြစ်တယ်ဟာလေလူးယဒါကြောင့်မိသားစုများကျွန်တော်တို့မှာ တကယ်အနာကရှိတဲ့အတွက်ကြောင့်အဲ့ဒီအနာက မရောက်ခင်မှာသာဝရအနာကအတွက်ကျွန်တော်တို့အခုအသက်ရှင်နေတယ်ဆိုတော့သိရှိပြီးတော့မှတနစ်တန်လုံးကိုဖျားရက်ခွန်အားအစွမ်းနဲ့ကြော်လွှမ်းနိုင်ဖို့အတွက်နှုတ်ဘတော်ပြည့်မြတ်တဲ့ဝင်ကလည်းတင်းကိုဖျားသိတဲ့အကြောင်းကြီးပြပါစေအာမင်